မင်္ဂလာပါတောင်းမြူကြီးဒီ channel တူလုပ်ငန်းလေးကိုစက်ပြီးရလေးလာကြမယ်နော်လုပ်ငန်းလေးမှာသူကဘာပြောထားလဲဆိုရင်ပုံနှပုံပေးထားတယ်တောင်းမြူအဲ့တော့အဲ့ပုံနှပုံမှာပင်စီနှမျိုးကိုကြည့်ရအောင်တဲ့ပြီးရင်မတူတာတွေရှာပြီးတော့တဲ့တငယ်ချင်းကိုတဲ့ပြောကြည့်ရအောင်တဲ့ ဲတောင်းသမီးတို့ရေအရင်ဆုံးပုံလေးကိုတောင်းသမီးတို့ကြည့်လိုက်ပါပုံနှစ်ပုံပြီးထားတယ်နော်အဲ့ပုံနှစ်ပုံမှာအပင်ကလည်းမတူပါဘူးနော်တပင်နဲ့တပင်မတူဘူးမတူတဲ့အပင်နှစ်ပုံကိုပြီးထားပြီးတော့တောင်းသမီးတို့ကဘာလို့လိလာမှာလဲဆိုရင်ပင်စီအဲ့တော့ဒီမှာဒီချယ်တို့ကပင်စီမကဘူးအရွက်တွေအကန့်ခတ်တွေကိုလည်းတောင်းသမီးတို့သိအောင်ဒီချယ်ကပြောပြပေးမယ်နော်အောက်မြို့ရတယ်ဒီချင်းနဲ့တူတူပြောကြည့်မယ်။ကဲအဲ့တော့ပုံနှစ်ပုံအရင်ဆုံးကြည့်လိုက်ပါ ုံနှပုံမှာကဲကြည့်ပွားရီလားဘယ်ပုံကပင်စီကြီးလဲမတူတာပြောပါဦးဟုတ်တယ်သူတို့မှာပင်စီတွေမတူဘူးတပင်ကပင်စီကတုတ်ခိုင်ပြီးတော့နောက်တပင်ကပင်စီကဘာဖြစ်နေရလဲဟုတ်တယ်သေးတွယ်နေရရှည်မြော့မြော့ဖြစ်နေကဲပင်စီကလည်းမတူဘူးဆိုတော့တောင်းမလို့သိပြီနော်ကဲနောက်ထပ်မတူတာတွေကိုထပ်ရှာကြည့်ပါဦး ဟုတ်တယ်အရွက်တွေကလည်းမတူညီကြဘူးနော်တပင်ရဲ့အရွက်ကရှင်မျိုးမျိုးရှိတယ်နောက်တပင်ရဲ့အရွက်ကတော့ခတ်ဝန်းဝိုင်းလေးရှိတယ်ကဲနောက်ထပ်ဘာကြီးမတူညီဘူးလေဟုတ်တယ်နော်တပင်မှာဆိုရင် ပင်စီကတစ်ခုပဲရှိပြီးတော့နောက်တပင်မှာဆိုရင်ပင်စီကအမ်အများကြီးပဲရှိတယ်ဒါတွေကဒီရဲတို့မတူညီတဲ့အစိတ်ပိုင်းတွေပဲဖြစ်တယ်တောက်တူညီကဲအဲ့တော့ပုံလေးကိုကြည့်ပြီးတော့တောက်တူညီတို့မတူညီတဲ့အစိတ်ပိုင်းတွေကိုရှာတက်ပြီနော် ဟုတ်ပါပြီ။ဒီ channel တူတူနောက်တင်ငန်းစာကိုဆက်ပြီးရလည်လာကြည့်အောင်နော်။ကဲတောက်သမီးကြီးအခုဒီချက်ကဖတ်ရှုကြည့်ရဲ့ဇာနဲ့ပုံအကြောင်းကို ရှင်းပြပေးမယ်နော်ကဲအရင်ဆုံးတောက်သမီးကြီးပုံလေးကိုကြည့်လိုက်ပါဦးပုံထဲမှာဘာပုံလေးတွေ့ရလဲဟုတ်တယ်အပင်ပုံလေးကဲအဲ့ဆိုရင်အဲ့အပင်ကဘာပင်လေးဖြစ်မလဲ မြင်ဘူးလားအဲ့ပင်ကိုမြင်ဘူးလားနော်အဲ့ပင်လေးကထူးဆန်းတယ်နော်သူ့မှာဗာလေးကြီးတွေ့ရလဲအမ်ဟုတ်တယ်အဆူလေးကြီးတွေ့ရတယ်ဟုတ်ပြီအပွင့်လေးရောမတွေ့ရဘူးလားတွေ့ရတယ်ဟုတ်တယ်ကဲဒီပင်ကဗာပင်လေးဆိုရင်ရှားဆောင်ပင်ဖြစ်တယ်အဲ့တော့ရှားဆောင်ပင်အချို့ကပန်းပွင့်နေအရွက်ကိုအဆူဖြစ်တွေ့ရတယ်ဆိုတော့တောက်သူမသိထားမယ်နော် တော့တောက်ဥမျိုးတို့တည်တဲ့ရှားဆောင်ပင်ကတချို့ရှားဆောင်ပင်တွေကဘာဖြစ်လဲအမ်ဟုတ်တယ်တောက်ဥမျိုးတည်ရဲ့ရှားဆောင်ပင်ကအပွင့်မပွင့်ဘူးเนาะသူ့ရဲ့အရွက်ကဘလို့ကြီးလဲရှေရှေမျမျောကြီးเนาะပြီးရင်အနားတွေမှာအထစ်တွေနေအဲ့တော့ဒီရှားဆောင်ပင်ကကြတော့သူ့ကိုဘလို့ပုံစံတွေ့ရလဲဟုတ်တယ်ဟုတ်တယ်အချုံလေးပါတယ်ဟုတ်တယ်အပွင့်လေးပွင့်နေဟုတ်တယ်ဘယ်နေရာမှာတွေ့ရလဲဆိုရင် သူ့ကိုအပူပိုင်းဒေတာနဲ့တန်းကန်နာရမှာတွေ့ရတယ်เนาะဒီပြေဘာမှတွေ့ရလဲအပူပိုင်းဒေတာနဲ့တန်းကန်နာရမှာတွေ့ရတယ်ဒီပြေဘာလို့ခေါ်လဲရှားဆောင်ပင်တာဝတ်သမီးတို့တည်တယ်ရှားဆောင်ပင်ကကြတော့အိမ်ဒီမှာအလှဆိုင်တယ်เนาะဘန်းဝိုးလေးနဲ့စိုက်တယ်เนาะတူတော့မတူအဲ့ပင်ကအပွင့်မပွင့်ဒီပင်ကကြတော့ဒီရှားဆောင်ပင်ကကြတော့ဘာဖြစ်လဲအပွင့်ပွင့်နေ အဲဒီထဲတော့ဒီနေရာမှာမရှိဘူးဘာမှရှိတယ်အပူပိုင်းဒေသနဲ့တိုင်းခန္ဓာကြီးမှာတွေ့ရတဲ့ပင်ဖြစ်တယ်နော်ကဲတောက်တမျိုးကြီးအပင်နေရာဆိုရင်အရွက်တွေကစိမ့်နာများတယ်နော်တချို့အရွက်တွေကတော့အယောင်အရွယ်စားပုံတန်နေမတူညီကြဘူးနော်ပြီးရင်ပင်စီအရွယ်စားကလည်းမတူညီကြဘူးဆိုတာကိုတောက်တမျိုးသိထားရမယ်နော်ဟုတ်တယ်အပင်နေရာအရွက်တွေကစိမ့်နာများတယ်အရွက်တွေက အယောင်အရွယ်စားပုံတန်နေမတူညီဘူးပင်စည်းကလည်းမတူညီဘူးဆိုတာကိုတောင်းပြမျိုးသိထားမယ်နော်ခဲဟုတ်ပါပြီဒီချက်ကအနှစ်ချုပ်လေးကိုဆက်ပြီးတော့ပြောပြပေးမယ်နော်ကဲတောင်းပြမျိုးကြီးဒီသင်္ကန်းဆောင်မှာဆိုရင်အပင်နေရဲ့နော်အစိပ်ပိုင်းတွေမတူညီဘူးလို့ရုပ်လေးလာလိုက်တဲ့အခါမှာအပင်နေရဲ့အစိပ်ပိုင်းတွေကအရွက်တွေဆိုလဲမတူညီကြအောင်ဟုတ်တယ်အရွယ်စားတွေမတူညီဘူး ဟုတ်တယ်ပုံတရံနေမတူညီဘူးပြီးရင်အယောင်ဆိုလည်းမျိုးစုံရှိဒါနေမကသေးဘူးပင်စီပင်စီတွေရောမရှိဘူးလားရှိတာပေါ့ပင်စီကြီးလည်းရှိတယ်ပင်စီငယ်လည်းရှိဟုတ်ပြီအရော့ဒီချေကအပင်စိတ်ပိုင်းနေရဲ့မတူညီမှုတင်ကန်းစာကိုဒီမှာရင်ရန်လာပါမယ်နော်ဒီချေနဲ့တူတူနောက်တင်ကန်းစာမှာပြန်ပြီးတွေ့ကြမယ်နော်